နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာကတော့ဆရာကြီးလက်ဆောင်တဲ့ရေးသားတဲ့ပုတ်ရင်ပေါ်ဟုတ်ရင်ကျော်သမီးတော်ရာဇဝင်အပိုင်းခွန်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်သမီးတော်တွေကိုနိုင်ငံသားရေးဝင်ကြီးဌာနမှာအတွဲဝယ်ရာထူးတွေခန့်နဲ့နိုင်ငံသားရေးဝင်ကြီးဟာစသိမ့်မလှပဲထောင်ထဲမှာဘဝရဲ့နောက်ဆုံးအချိန်တွေကိုကုန်လွန်ခဲ့ရတယ်။ဘာကြောင့်သူထောင်ကြခဲ့ရတယ်လဲဆိုတာလူတွေတော်တော်များများမသိကြပါဘူး။ ဒီကိစ္စကလည်းသမီးတော်တွေရဲ့ဆန္ဒဖြစ်နေတယ်အဲ့ဒီနိုင်ငံသားရဲ့ဝင်ကြီးကဝင်ကြီးချုပ်ဗိုလ်ချုပ်ခင်ညွန့်နဲ့စင်ကာပူကိုအစီအဝေးသွားနေချိန်မှာတမီးတော်တွေရဲ့မေမေဖျားမိဖုရဲ့ကောင်ကြီးကရန်ကုန်မှာကြံခဲ့တဲ့ဒုတိယနိုင်ငံသားရဲ့ဝင်ကြီးဦးခမဝင်းစီဖုံးဆက်ပါတယ်။အကြောင်းကတော့သူ့ရဲ့တမီးတော်သုံးဦးကိုတတိယအတွင်းဝင်ကနေဘာကြောင့်ဒုတိယအတွင်းဝင်ရာထူးကို တိုးမပေးတာလဲမေးတာပါ။မေးတဲ့ဆိုပေမဲ့မေးခွန်းမှာအဖြေက ပါနေပြီးသားလေ။ ငါသမီးတွေကိုဒုတိယအတွင်းဝင်ယာတူတိုးပေးဆိုတဲ့စကားကိုလှအောင်ပြောလိုက်တာဖြစ်တယ်။ဒုတိယနိုင်ငံသားရေးဝန်ကြီးလည်းခေါင်းကိုဆင်းနှင်းတော့တာပေါ့။ဒါနဲ့စင်ကာပူကိုရောက်နေတဲ့နိုင်ငံသားရေးဝန်ကြီးစီကိုဖုံးလန့်ဆက်ပြီးမိပြေကောင်ကြီးကတော့အမိန်ရှာနေပြီ။ဘလို့လုပ်ရမလဲပေါ့။နိုင်ငံသားရေးဝန်ကြီးကလည်းသူ့အမှုသူ့ပြန်ပတ်တော်တာပဲ။သမီးတော်တွေအားလုံးကိုယာတူတိုးပေးလိုက်ရင်သူ့ဝန်ကြီးဌာနထဲမှာမလိုလားအပ်တဲ့ပြဿနာတွေအများကြီးတက်လာလိမ့်မယ်။ ပြီးတော့တမီးတော်တွေကယာဒူးတာယူထားတာရန်ကုန်အိမ်မှာနေလိုက်တက်ဆိုင်ရန်တန်ယုံသွားလိုက်နေကျင်တလို့နေနေကြတာလေဒုတိယအတွင်းဝင်ဆိုတာအလောက်တော်တော်များများကိုကောင်းခံပြီးတကယ်လုံးရတဲ့နေရာဆိုတော့တမီးတော်တွေကိုအဲ့ဒီယာဒူးပေးလိုက်ရင်သူတို့တာဝန်ကြမဲ့တန်ယုံအတွက်ကက်ဆိုက်တော့မှအသေးအချာပဲဒါပေမဲ့သူကဇက်ပေါ်ဝဲနေတဲ့ဓားကိုလည်းကြောက်ရသေးတော့နှစ်ယောက်ကိုယာဒူးတိုးပေးပြီးတယောက်ကို ရှမ်းလက်ထားလိုက်တယ် နိုင်ငံသားရေးဝန်ကြီးရဲ့ဇာတာဆန်လက်ထဲကယာစာရုပ်ဟာအဲ့ဒီကစပြီးပြတ်တော်တာပဲသူရှန်ထားတဲ့သမီးတော်ကသမီးတော်အုပ်စုထဲမှာအမွေလေးဘာလို့သူ့ကိုရှန်ထားရတယ်လဲဆိုပြီးဒေါသတွေပောက်ကွဲပြီး ထောင်လန်းရေးတွေဖြိုနေချိန်မှာတခါတည်းအဲ့ဒီနိုင်ငံသားရေးဝန်ကြီးကိုယာရုကအနာပေးလိုက်တယ်နိုင်ငံသားရေးဝန်ကြီးလည်းတော်သေးတာပေါ့လူကိုရမရှာလို့ဆိုပြီးစိတ်သက်သာရရနေချိန်မှာတခါတည်းထောင်ထဲကိုဆွဲထည့်လိုက်ပါလေရော့ အမှုကတော့လာရှိုးမှာမူးယစ်ဆေးဝါးတွေနဲ့မိတဲ့ကားဟာမြန်မာနိုင်ငံကို တွင်းလာတော့ကအဲ့ဒီနိုင်ငံသားရေးဝင်ကြီးရဲ့ပါမစ်နဲ့တွင်းလာတဲ့ကားဖြစ်နေလို့ပါပြောရရင်အဲ့ဒီခေတ်ကကားတွေပါမစ်တွေပေးမှမပေးတာ နိုင်ငံသားမှာတုံးနှစ်တာတာဝန်ထမ်းဆောင်ဘူးသူတွေနိုင်ငံသားမှာအလုပ်လုပ်သူတွေပဲကားတွင်းခွင့်ရတဲ့အချိန်လေအဲ့ဒီဝင်ကြီးကတန်အမတ်၃နှစ်လုပ်ပြီးပြန်အလာမှာကားသွင်းခွင့်ပါမေးရတော့ထုံးစံအတိုင်းပါမစ်ကိုတိန့်တထောင်နဲ့ရောင်းစားတာ ခတ်တာကဝဲတဲ့သူကမဟုတ်တာလုပ်တဲ့သူဆိုတော့ကားကိုသွင်းပြီးနမည်မပြောင်းမဲ့ဒီတိုင်းဆက်သုံးနေတာပေါ့ရောင်းခဲ့တဲ့သူကတော့ဘသူစီကိုကားရောက်နေမှန်းတော့တီမာမဟုတ်ပါဘူးဒါပေမဲ့နောက်ဆုံးမှာတော့ဝင်းပလွေနဲ့တုံးငယ်ပုံမြင်တဲ့ကအတိုင်းနင်မဟုတ်ရင်နင်အဖိုးဆိုသလိုနင်ကားမဟုတ်တော့ပေမဲ့လေနင်သွင်းလာပြီးနင်နာမည်ပေါက်နေတာပဲဆိုတဲ့စွဲချက်နဲ့1900နှစ်ရှာပြစ်လိုက်တော့တာပဲ အလွန်တကိုးထွားတဲ့နိုင်ငံသားရေးဝန်ကြီးဟာအင်းစိန်ထောင်ထဲရောက်တော့ဇာကနာစီကငရှောက်ဖုတ်လေးစားကောင်းလို့ပေးပါအောင်ဆိုပြီးတောင်းစားရတဲ့ဘဝတခါတည်းရောက်သွားတာပဲ။ဦးနေဝင်လက်ထက်တုန်းကထောက်လန်းရေးတွေကိုဖြိုခွဲတော့အထက်ပိုင်းကိုပဲဖြိုခွဲခဲ့တာ။ဒါကြောင့်အဲ့ဒီတုန်းကထောက်လန်းရေးတက်မှုဖြစ်ခဲ့သူကနိုင်ငံသားရေးဝန်ကြီးဌာနကိုပဲအပိုခံခဲ့ရတာ။အဲ့ဒီမှာအစစ်စစ်ရာထူးတွေတက်ပြီးမှနိုင်ငံသားရေးဝန်ကြီးဖြစ်ခဲ့ပေမဲ့ ကျူပင်ခုတ်ကျူငုံမကြံဆိုတဲ့အာနာရှင်အစ်စ်လက်ထက်မှာတော့ထောင်ထဲမှာပဲစက်သိမ်းခဲ့ရတယ်။ဒါတွေဟာယူတတ်မယ်ဆိုရင်ဖြင့်သင်ကန်းစာယူစရာတွေပေါ့ဗျာ။အာနာမစွန့်ခင်လေးမှာသမီးတော်တွေတောင်ကြီးမှာဈေးဝယ်တော့လေးဘက်နာထနေတဲ့သမီးတော်တစ်ပါးကို တိုင်းမှုကတော်နဲ့ဒူတိုင်းမှုကတော်ကဂျိုင်းနှစ်ဖက်ကနေမပေးထားရပြီးရှစ်တောက်တရွတ်ဆွဲလို့ဈေးဝယ်ပါတဲ့ တမီးတော်တွေကိုနှိမ့်နယ်ပေးရတဲ့တမူးကတော်တွေကတော့သူတို့ရဲ့လက်တွေဟာရွှေတူဝင်တို့နဲ့လက်ဝဲထိုးလို့ရအောင်အတ္တမာတွေတက်နေကြပါပြီတဲ့တမီးတော်တွေဇလန်းတွေဖက်ပြီးအာနာရှင်ဟောင်းမိသားစုကစိတ်ဆိုးနေကြတယ်။သူတို့မိသားစုထဲမှာဒီလောက်အဆင်မရှိတဲ့လောက်ရက်တွေလောက်တဲ့သူမရှိဘူးဆိုတဲ့အတန်တွေလည်းကြားရပါတယ်။ခတ္တာကဒီဇလန်းတွေကိုပြောပြသူတွေဟာတမတော်မာရောအစိုးရဌာနတွေမှာပါ အေယာမယာရူကြီးကြီးတွေနဲ့တာဝန်ထမ်းဆောင်ခဲ့ဘူးသူတွေအရန်ရှမ်းတာတဲ့တထွေးကြီးတွေကသူတို့မျက်မြင်ကြုံတွေ့ခဲ့ရတာတွေကိုပြန်ပြောင်းပြောပြကြတာဖြစ်တယ်။တရှိုးဇလန်းတွေမှာဇလန်းပြောပြသူကိုယ်တိုင်ကကပြအုံတော်ခံခဲ့ရတာဖြစ်တယ်။တရှိုးသူတွေဆိုရင်ဇလန်းတွေပြောပြဖို့ရန်ကုန်ကိုတကူးတကသူစရိတ်နဲ့တူလာပြီးပြောသွားကြတာ။အခုလေအင်တာနက်ဆိုရှယ်ကွန်ရက်တခုမှာသမီးတော်တွေအကြောင်းအတွင်းသိတွေက ရေးပြီးတင်နေကြတယ် အမှန်တော့အာနာရှိချိန်မှာကလေးကတချိန်ကြရင်ဒီလိုအကြောင်းတွေပေါ်လာရင်ဘလို့လုပ်မလဲဆိုတာစဉ်းစားရမှာလေအခုမှတော့ဘာမှလုပ်လို့မရပေဘူးကွန်ပျူတာကံပဲ့တင်တန်းကိုထံပြန်လေတဲ့ဒါတော့တချို့ဆိုးဆိုးဝါးဝါးအကြောင်းအရာတွေကိုမရေးပဲရှန်ထားတာအများကြီးရှိပါသေးတယ်အဲဒီခေတ်ကသမီးတော်တွေအတွက်အလုပ်အကျွေးပြုခဲ့ဘူးသူတွေစီကတယ်လီဖုန်းတွေဂျာနယ်တိုက်ကိုလာပါသေးတယ် ရေးတာနေသေးတယ်ဓာရီဓာရီကြံသေးတယ်ဆိုပေမဲ့တချို့ကိစ္စတွေကဖော်ပြဖို့တောင်မသိလျော်တဲ့အတွက်ရှင်လက်ထားခြင်းဖြစ်ပါတယ်လောကကြီးမှာစကားတစ်ခုမဲ့ရှိတယ်မဟုတ်လားပုတ်ရင်ပေါ်ဟုတ်ရင်ကြော်တဲ့